။ Ooredoo မြန်မာကအင်တာနက်နှုတ်ထားတွေကိုထပ်ဝကန်ရှော့ချလိုက်ပြီးအရင်က1မှတ်ကို10ချက်တတ်မှတ်ထားရကနေယခုအခါမေလ29ရက်နေ့ကနေစပြီး1မှတ်ကို6ချက်နှုန်းရှော့ချသွားမယ်လို့သိရပါဗျ။တလကို900မှတ် 1K စသဖြင့်သုံးဆွဲနိုင်တဲ့ package plan တွေကိုတော့ဈေးမလျှော့ဘဲအရင်နှုတ်ထားတိုင်းတတ်မှတ်ထားပေမဲ့သုံးဆွဲနိုင်တဲ့ပမာဏကတော့နှစ်ဆပြစ်လာမယ်လို့သိရပါဗျ။ဥပမာအနေနဲ့900မန်အတွက်ကြက်3900ကြာတင်တဲ့တလတာအင်တာနက်သုံးဆွဲမှုအစီအစဉ်မှာ900မန်အစား 1GB ရရှိမယ်လို့သိရပါဗျ။ အရိဒီကရောင်းချပေးနေတဲ့စင်ကတ်အသစ်တွေမှာအဲ့ဒီနှုံထတိုင်းသုံးဆွဲနိုင်မှာဖြစ်ပေမဲ့လက်ရှိသုံးဆွဲနေတဲ့စင်ကတ်ပိုင်ရှင်တွေအနေနဲ့ USSD ကုန်းနံပါတ် star 7777ရှက်ရိုက်ထိပ်ပြီးစီးရင်သွင်းဖို့လိုအပ်တယ်လို့သိရပါတယ်။ဒီလိုအခမဲ့စီးရင်ပေးသွင်းပြီးတဲ့နောက်စတင်လုံဆောင်နေပြီဖြစ်ကြောင်းအကြောင်းကြားတဲ့ SMS ကိုရရှိပါကအဲ့ဒီနှုံထနဲ့အသုံးပြုနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာ Orange ရဲ့ internet နှုံထတွေအနေနဲ့တရက်ကို90မှတ်သုံးပြုသူတွေအတွက်ကျပ်390 တလကို900မှအသုံးပြုသူတွေအတွက်ကျက်3900တလကို1ကအသုံးပြုသူတွေအတွက်ကျက်6900တလကို2ကအသုံးပြုသူတွေအတွက်ကျက်12900တလကို5ကအသုံးပြုသူတွေအတွက်ကျက်29900တလကို10ကအသုံးပြုသူတွေအတွက်ကျက်9500ဖြစ်တယ်လို့သိရပါတယ်အဲ့ဒီ package ဝင်စားမှုမှာသစ္စာတင်မဲ့စီစဉ်ရာရာခိုင်နှုန်းတရားထပ်ပေါင်းထည့်ပေးမှဖြစ်တဲ့အတွက်သုံးဆမှုပမာဏကို2ဆရာရှိလာမယ်လို့သိရပါဗျ။